မင်္ဂလာပါ Illustration by Mi Channel ရနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာအိမ်မက်ဆန်ဆန်ပုံလေးတစ်ပုံကိုဆွဲมาဖြစ်ပါတယ်ဘယ်လိုအိမ်မက်ဆန်ဆန်ပုံမျိုးလဲဆိုတော့ကောင်လေးတယောက်ကအတွေးပေါင်းများစွာနဲ့ကျမ်းမြင်မှာလဲအိတ်နေတဲ့အချိန်ပတ်ဝန်းကျင်ကသမုတ်တရားလေးကိုရောက်သွားတယ်လို့မျိုး မားလေးတွေခယူလေးတွေပင်လယ်ရေမော်လေးတွေနဲ့စိတ်ကူးရင်ဆန်းဆန်းပုံလေးတစ်ပုံကိုဆွဲမှာဖြစ်ပါတယ်ပြောရရင်တော့ဒီပုံမှာဘေးကအရာဝတ္ထုတွေကိုထိန်းထိန်းနဲ့လက်လွန်သွားတဲ့အတွက်တော်တော်များသွားတဲ့အတွက်လိုင်းအဆွဲတဲ့ပုံစံနေနဲ့အောက်ခံကာလာဖြည့်တဲ့ပုံစံတွေကိုခက်မြန်မြန်လေးပဲ ပြလိုက်ပါတယ်ဒီအရာဝိထုတွေရဲ့အယောင်တွေကိုအများကြီးဆွဲရမှာဆိုတော့လူနဲ့ပတ်သက်တာလေးတွေကိုတစ်ပြေးပြေးဆွဲရင်ဆွဲရင်နဲ့ပြောသွားပါမယ်ခင်ဗျာအခုကတော့ထင်တာမြင်တာရှိနေတဲ့ကောင်လေးရဲ့အသားအရောင်အောက်ခကြမ်းကင်းအရောင် နိုင်ရန်အယောင်၊လိုက်ကာအယောင်ဒါလေးတွေကိုဆွဲတာဖြစ်ပါတယ်။ပြီးတော့ဒီအသားအယောင်မှာလည်းရှေ့ကလေးတွေ၊ရှေ့ရိုးတွေလိုအပ်တယ်လို့အသားအယောင်တွေတူသွားအောင်လို့လိုက်ပြီးတော့ဆွဲမှာဖြစ်ပါတယ်ဗျာ။အခုအတော့တွင်ကျွန်တော်ဆွဲတဲ့ပုံတွေကအဲ့လိုမျိုးပစ္စည်းပစ္စည်းတွေအများကြီးပြုတ်သိမ့်နေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော် ဒီပုံမှဆိုရင်လေအများကြီးနဲ့ရှုံနေတယ်လို့မျိုးထင်ရပေမဲ့နောက်ဆုံးဆွဲဆွဲနဲ့အယောင်တွေကိုတုံးပြီးတော့ကြည့်ရတာအဆင်ပြေသွားအောင်လို့ဆွဲသွားပါမယ်ခင်ဗျာ။ ကျွန်တော်ရဲ့ channel အကြောင်းပြောရရင်တော့ကျွန်တော်ရဲ့ channel က illustration နဲ့ပတ်သက်တဲ့ video တွေဗဟုသုတတွေပုံဆွဲပြတဲ့ video တွေကိုတင်သွားမှာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာကျွန်တော်နဲ့အတူတူလေ့ကျင့်ခန်းတွေလုပ်လို့ရအောင်လို့လေ့ကျင့်ခန်း video တွေနောက်ထပ် drawing fundamentary အကြောင်း video တွေကိုလည်းတင်ထားပါတယ်ဗျာ။ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားမယ်ဆိုရင်လည်းဒီဗီဒီယိုရဲ့ညာဘက်တောင်းကပုံလေးကိုနှိပ်ပြီးတော့

အတွေးလွန်နေတဲ့အချိန်မှာဘေးပတ်ဝန်းကျင်ကိုတိတ်ပြီးတော့ဒတိမထားမိကြဘူးဗျာအဲ့လိုပုံစံမျိုးပေါ့ဒီပုံထဲမှာပါတဲ့ကာရတာကလည်း तू ကအရန်အတွေးလွန်နေတဲ့အချိန်မှာဘေးပတ်ဝန်းကျင်ကသမုဒ္ဒရာအောက်ကိုရောက်သွားတဲ့ပုံစံမျိုးလေးအဲ့လိုစိတ်ကူးမျိုးနဲ့ဒီပုံစံဆွဲတာဖြစ်ပါလေဒါကြောင့်လေအိမ်မက်ဆန်ဆန်ပုံစံမျိုးလေးလို့ပြောတာဖြစ်ပါလေဗျာဟုတ်တယ်လေ အိမ်မက်ထဲမှာပဲဒါမျိုးအဖြစ်မှာပေါ့အပြင်မှာတော့ဒီလိုမျိုးပဲဖြစ်ပါဟုတ်တယ်ကဲပါစကားတွေအများကြီးပြောမနေတော့ပါဘူးဒီပုံမှာပါတဲ့အရာဝိတ္ထုတစ်ခုချင်းစီလိုက်သူ့ပုံစံနဲ့သူပေါ်သွားအောင်လို့အယောင်လေးတွေ share လို့ရိုက်ပြီးတော့ဆွဲလိုက်ပါတော့မယ်ဗျာ အရာဝိထုတော်တော်များများရဲ့အယောင်လေးအရိတ်တွေကိုအတော်အသင့်ဆွဲပြီးသွားပြီဆိုရင်တော့ဒီရေဘူးပေါင်းလေးတွေပေါ်သွားအောင်လို့ကျွန်တော်ဒီ line ကိုအဖြူအောင်လေးတွေပြောင်းလိုက်ပါမယ်ကျွန်တော်တွေးတာကတော့နောက်မှအလင်းရောင်လေးတွေဖြစ်သွားအောင်လို့ရေဘူးပေါင်းလေးတွေထပ်ပြီးတော့ပေါ်သွားအောင်လို့ထပ်ပြီးတော့ဆွဲပါမယ်အခုလောလောဆယ်တော့ဒီလိုလေးပဲလုပ်လိုက်ပါတယ် ီးပုံမှာသတိထားမိလားတော့မသိဘူး။အားပုံစံနဲ့ရေပွဲပုံစံလေးကဆက်ရုပ်ပုံစံလေးတွေဖြစ်နေတယ်ဗျာ။အဲ့ဒါကတမင်နဂါဘူးဘူးချာချာလေးဖြစ်သွားအောင်လို့ကျွန်တော်အဲ့လိုပုံစံလေးဆွဲလိုက်တာဖြစ်ပါလေ။ဒီ၅ပုံစံကိုဆွဲတဲ့ပုံစံလေးကိုလည်းထည့်ထားလိုက်ပါရစေဗျာ။ ဒီ၅ပုံစံလေးကိုဆွဲပြီးရတဲ့အခါကျတော့ composition ကြည့်လို့ကောင်းတော့အောင်လို့ဟိုနေရာဒီနေရာလေးရေကျွန်တော်ထည့်လိုက်ပါတယ်ထည့်ထားလိုက်တာပေါ့နော်အဲ့ဒါပြီးတော့မှ၅ပုံစံကိုရွှေရောင်နဲ့အနီရောင်လေးဇာကြလေးဖြစ်သွားအောင်လို့အယောင်ချိန်လိုက်ပါမယ်ဗျာ တော်တော်များများကိုဆွဲလို့ပြီးသွားတဲ့အချိန်မှာဒီရေပလုံစီအယောင်လေးတွေကို Blandy Operation လေးတွေနည်းနည်းသုံးတယ်။နောက်ပြီးအယောင်လေးတွေလည်းဖြတ်ပြီးတော့ချိန်လိုက်ပါတယ်ဗျာ။ အခုနောက်ဆုံးအနေနဲ့ပုံကဆွဲလို့ပြီးသွားပြီဗျာနောက်ဆုံးအနေနဲ့ဆွဲတာကတော့ focal point လေးတွေနည်းနည်းပါးပါရတော့အောင်လို့ဘေးလေးတွေကိုအရိပ်တွေလိုက်ပြီးတော့ဆွဲတာဖြစ်ပါတယ်အဲ့လိုအရိပ်တွေဆွဲပြီးတဲ့အခါမှာကျွန်တော်က overall အနေနဲ့ဟိုစိမ့်ပြပြရေရောက်မှာစိမ့်ပြပြအယောင်လေးဖြစ်သွားအောင်လို့ filter တစ်ခု filter layer လေးတစ်ခုထည့်လိုက်ပါတယ်အဲ့ဒီ filter layer လေးဗျာ ကျွန်တော်အရင်အကြကြီးတော့ဟုတ်တော့မဟုတ်ဘူးဗျ။ဒါပေမဲ့လည်းအပြင်လို့ရင်ပင်ချုံးတော့မှာစို့လို့ဒီတိုင်းလေးပဲကြည်ကောင်းတဲ့ပုံစံမျိုးလေးပဲကျွန်တော်ချိန်ပြီးတော့ထည့်လိုက်ပါတယ်။နောက်ထပ်ရေလိုင်းလေးတွေဘာလေးညာလေးရတော့ဒီတိုင်းလေးပဲဆွဲလိုက်ပါတယ်ဗျာ။ အခုဆိုရင်တော့ကျွန်တော်တို့ရဲ့အိမ်မက်ဆန်ဆန်ပုံလေးတစ်ပုံကတော့ဆွဲလို့ပြီးတော့ပါပြီအဆုံးထိပြီးခံကြည့်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်လည်းပုံဆွဲပြတဲ့ဗီဒီယိုတွေလေးချိန်ခံဗီဒီယိုတွေနဲ့အတူကြည့်တွေ့ပါဦးမယ်ဗျာဒါဆိုရင်တော့အားလုံးပဲ bye bye